စီစိန်ချမ်းသာကိုဆုံးလွတ်ပြီး ဥပုပ်သီလစောက်တည်ရဲ့ဖေရလောင်ဟာအလွန်အမင်းနှိမ့်ဆက်ညံမှန်ခံရခြင်းမှာတော့မိမိရဲ့ဒေါသကိုထိ ंछ ုပ်ပြီးတိခန့်ခြင်းအပြင်သီလပါရမီကိုမြဲမြံစွာဖြည့်ဆည်းခဲ့ပုံကိုပုရိတ္တဇတ်တော်မှာနာဆင်ရမှာဖြစ်ပါရဲ့ရှင်။ ေတိယောခပါရဏတိပြီမှာပြမတ်မင်းကြီးစူဆန်းခဲ့ပါတယ်။မင်းကြီးဟာပါတော်ကိုအင်းရှိအရာ ပေးထားခဲ့ပါတယ်။မကြာမီမှာပဲအင်းရှိမင်းမှာအချံရံတို့ညပြလာတဲ့အခါမှာမင်းကြီးကသူ့ရဲ့ထီးနန်းစည်းစိမ်ကိုလူယူမှာစိုးရိမ်လာပါတယ်။အဲဒီအတွက်ကြောင့်အင်းရှိမင်းသားတားတော့ငါလွန်မှသာတိုင်းပြည်ကိုပြန်လာပြီးမင်းပြူပါဟုဆိုပြီးတိုင်းပြည်မှ နှင်ထုတ်လိုက်ပါတယ်။ အင်ရှင်မင်းသားလည်းပဲတိုင်းပြည်မှထွက်ခွာသွားခဲ့ပါတယ်။ရမုံနာမြင့်နီးမှရှိရတောင်ကြားတစ်ခုကိုရောက်တဲ့အခါမှာရသေးအသွင်ပြူးပြီးစခန်းချနေထိုင်နေပါတယ်။ဒီနေ့မှာတော့ရမုံနာမြင့်အောင်မှရှိရနဂါးပြည်မှနဂါးမတယောက်ဟာသူ့ရဲ့လင်ယောက်ျားသိဆုံးတဲ့အတွက်ကြောင့်နဂါးပြည်မှထွက်ခွာလာစဉ်ထိုနေရာကိုရောက်လာခဲ့ပါတယ်။အင်းရှင်မင်းသားဟာတရားတံဝေကရတဲ့အတွက်ကြောင့်ရသေးပြူတာမဟုတ်ပဲအခြေအနေအရ အခိုက်အတန့်သာယတိပြုခြင်းဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ငကားမကိုတွေ့ရတဲ့အခါချစ်ကြိုက်သွားမိပါတယ်။သူတို့နှစ်ဦးမေတ္တာမြကပေါင်းသင်းနေထိုင်ကြတဲ့အတွက်ตาတစ်ယောက်နဲ့သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ตาကိုตากราဟုနာမည်ပေးပြီးသမီးကိုသမုတ်တစာဟု အမည်ပေးခဲ့ပါတယ်။နှစ်တန်းကြတဲ့အခါမှာယမနတ်မင်းကြီးနဲ့ရွာဆံပါတယ်။မူမတ်တို့ဟာအင်ရှိမင်းသားကိုမင်းပြုဖို့အတွက်လာရောက်ခေါ်ကြပါတယ်။ မင်းသားဟာလက်ခံပြီးရဲ့နောက်ငကားမကိုပါအတူခေါ်ပါတယ်။ငကားမကညင်းဆန်ပါတယ်။စက်မတူတဲ့လူတိုင်းပြည်ကို မလိုက်လိုပါဘူး။သားတော်နဲ့သမီးတော်ကိုသာခေါ်ဆောင်သွားပါဟုဆိုပြီးဝမ်းနည်းစွာဖြင့်ထွက်ခွာပြောက်ွယ်သွားပါတယ်။မင်းသားလည်းသားတော်နဲ့သမီးတော်ကိုသာနေပြည်တော်သို့ခေါ်ဆောင်သွားရပါတယ်။မင်းသားဟာနန်းတော်တွင်မှသားတော်နဲ့သမီးတော်တို့အတွက်ရေကန်ကြီးတူပေးထားပါတယ်။ နဂါသွေးပါတယ်။သားတော်နဲ့သမီးတော်တို့ဟာလည်းပဲရေကန်ထဲမှာအမြဲမပြတ်ကစားပျော်ရွှင်နေကြပါတယ်။ဒီနေ့မှာတော့သူတို့မောင်နှမဟာစူလာလိတ်ခေါ်လိတ်ငယ်တကောင်ကိုရေကန်အတွင်းမှာတွေ့ကြတဲ့အတွက်ကြောင့်ကြောက်ရွံ့ပြီးမူယူကြပါတယ်။မင်းကြီးလည်းပဲလိတ်ကိုဖမ်းစီပြီးအပြစ်ပေးစီပါတယ်။အဲဒီခါအမတ်တယောက်ကဒီလိတ်ကိုစုံနဲ့ထည့်ပြီးပေါမောင်ညက်ညက်ကြည့်အောင်ထောင်းသင့်တယ်ဟုဆိုပါတယ်။တယောက်ကတော့ဒီလိတ်ကို ပုံမျိုးချက်စားတဲ့နဲ့ဟုဆိုပါတယ်။တယောက်ကတော့မိကြီးရဲ့ထဲ၍ဖုတ်တဲ့နဲ့ဟုဆိုပါတယ်။တယောက်ကသင်းခွန်ဖြင့်သင်းကိုချက်တဲ့နဲ့ဟုဆိုပါတယ်။ရေကြောက်တဲ့အမတ်တယောက်ကတော့ဤလိတ်ကိုရမုံနာမြေထဲဝဲထဲကိုပြစ်ချတဲ့နဲ့ဟုဆိုပါတယ်။အဲဒီခါဒိမာပါနတ်လာတဲ့ဆူလာလိတ်ကကျွန်ုပ်ကို ကြောက်ရအပြစ်ဒဏ်စီရင်မှာရမုံနာမြေဝဲထဲတော့ပြစ်မချပါနဲ့ဟု၍ပရိယေဖြင့်ဆိုပါတယ်။ဟိုလဲဟိုပါတယ်။ မင်းကြီးလည်းပဲရမုံသားမြေဝဲတဲကိုစူလာလိတ်အကယ်ပင်ကြောက်ရွံ့ပေသည်ဟုထင်မှတ်မိပါတယ်ချက်ချင်းပဲလိတ်ကိုရမုံသားမြေဝဲတဲကိုပြစ်ချခိုင်းခဲ့ပါတယ်မင်းချင်းတို့ဟာလိတ်ကိုရမုံသားမြေဝဲတဲကိုပြစ်ချကြပါတယ်လိတ်လည်းဝမ်းမြောက်ဝမ်းသာပင် ရေလင်တိုင်းကူး၍မျောပါသွားပါတယ်ထိုသည်ကိုရည်ရွယ်ပြီးစူလာလိတ်ရေရဲချတကယ်လို့ဆိုရိုးစကားပြုခဲ့ကြပါတယ်လိတ်ဟာရေလင်နဲ့မျောပါသွားရာကနေပြီး နဂါးပြည်ကိုရောက်သွားပါတယ်။နဂါးလူလင်တို့ဖမ်းယူတဲ့အခါမှာပရိရဲ့ကျွဲလာတဲ့လက်ကကျွန်ုပ်ကိုရံမပြုတ်ကြပါနဲ့။ကျွန်ုပ်ကဘာယန္တိမင်းရဲ့စေတမန်ဖြစ်ပါတယ်။ဘာယန္တိမင်းရဲ့သမီးတော်သမှုတစာကိုတတရထနဂါးမင်းနဲ့လက်ဆက်လိုပါတယ်။ကျွန်ုပ်အားစေလိုက်တဲ့ပြင်လာရောက်ပြောချင်းဖြစ်ပါတယ်ဆိုပြီးလင်ညာပြောဆိုပါတယ်။ငကားမင်းလည်းပဲလက်ရဲစကားကိုယုံကြည်မိပါတယ်။ တိမ်းမြမင်္ဂလာကိစ္စစီစဉ်ဖို့အတွက်နဂါးတမန်တွေကိုလိမ့်နေအတူဘာယန်တိပီကိုဆေလွတ်လိုက်ပါတယ်။လန်ခီမာရှိရဲ့ရေကန်တစ်ခုကိုရောက်တဲ့အခါမှာလိမ့်ဟာ ကန်ထဲကိုဆင်းပြီးကုခတ်ပျောက်ွယ်သွားပါတော့တယ်။နဂါးတမန်တို့လည်းဘာယန်တိမင်းထံဆက်လက်လာကြပါတယ်။သူတို့ဟာလူလင်သွင်းဖန်ဆင်းပြီးဘာယန်တိမင်းနဲ့တွေ့ဆုံပါတယ်။ တို့ရဲ့ဘရင်တတရထနဂါမင်းကိုသမီးရောသမှုတစားနဲ့ထိမ်းမြရရန်အတွက်လျှောက်ထားကြပါတယ်။ဒါပေမဲ့ပါရဏတိမင်းကလက်မခံပါဘူး။သင်တို့ဟာတရိတ်ဆန်မျိုးဖြစ်တယ်။ငါသမီးရောနဲ့မထိုက်တန်ဟုဆိုပြီးညှင်းဆိုလိုက်ပါတယ်။နဂါလူလင်တို့ပြန်သွားပြီးနဂါမင်းကိုပြန်လျှောက်ထားပါတယ်။နဂါမင်းလည်းအမျက်ထွက်ပြီးနဂါတို့ကိုပါရဏတိပြည်ကိုဆေးလွှတ်လိုက်ပါတယ်။ နှခါတို့ဟာဗာနတိပြည်ကိုသွားပြီးတပြည်လုံးတုံထုပ်ခြောက်ခြားအောင်ချင်းခြောက်ကြပါတယ်။အဲ့ဒီခါဗာနတိမင်းလည်းမနေတာတော့ပဲနဲ့သမီးရောကိုဒေါက်တာရထာနှခါမင်းနဲ့ထိမ်းရပေးစားရပါတော့တယ်။နှခါမင်းဟာသမီးရောသမှုတစားကိုနှခါပြည်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့နှခါပြည်ဆိုပြီးမတိရဖို့အတွက်နှခါပြည်ကိုနှက်ပြည်အတွင်ဖန်ဆင်းထားပါတယ်။မိမိတို့ကိုလည်းနှခါများဟူ၍မတိရအောင်ဖုံးကွယ်ထားပါတယ်။ မင်းသမီးဟာနဂါးပြီးမှနဂါးမင်းရဲ့ချစ်ခင်မျက်နှာမှုကိုခံယူပြီးပျော်ရွှင်စွာဆန်းစားနေခဲ့ပါတယ်။ကာလကြာတဲ့အခါမှာသားတော်လေးပါးဖွားမြင်ပါတယ်။သူတို့တွေကတော့သူသက်တနာ၊ဓတ္တာ၊သူဘောကနဲ့အရိထတို့ဖြစ်ကြပါတယ်။ဒီနေ့မှာတော့သားတော်အငယ်အရိထကနဂါးအတွင်ဖန်ဆင်းပြပါတယ်။အဲ့ဒီခါရင်မှ သမှုတစားဟာမိမိဟာနဂါးပြီမှာနဂါးမင်းရဲ့မီဒီယာဖြစ်နေကြောင်းအဖြစ်မှန်ကိုသိသွားရပါတယ်။အရိဒါကနိုးဆိုနေရကနေပြီးမေရောကိုနဂါးအတွင်ဖန်ဆင်းပြခဲ့ခြင်းဖြစ်ပါတယ်။မေရောဟာကြောက်လန့်ကလွှတ်ချလိုက်တဲ့အတွက်ကြောင့်မျက်စိတစ်ဖက်ပြတ်သွားခဲ့ပါတယ်။အဲဒီချိန်ကစပြီးကာနာရိဒါဟုအမည်တွင်ခဲ့ပါတယ်။မျက်စိတစ်ဖက်ကန်းသော အရိဒါလို့အဓိပ္ပာယ်ရပါတယ်။သားတော်လေးပါအရွယ်ရောက်တဲ့အခါမှာနဂါးမင်းဟာနဂါးပြီကို ငါးစုခွဲလိုက်ပါတယ်လေးစုမှာသားတော်တစ်ပါးစီအုပ်ချုပ်မင်းပြူစီပါတယ်မိမိကိုယ်တိုင်ကတော့ကြံတစုမှာပဲအုပ်ချုပ်မင်းပြူပါတယ်သားတော်လေးပါအနက်သူတဒနာသူဘောကကနာရိထရောဟာခမဲတော်မဲတော်တို့ထံတလလျင်တစ်ကြိမ်အဖူးမျောလာရောက်ပါတယ်ဓတာကတော့15ရက်တစ်ကြိမ်အဖူးမျောလာရောက်ပါတယ်ဓတာနဂါမင်းဟာဉာဏ်ပညာနဲ့အထူးပြည့်စုံပါတယ်နဂါတို့ရဲ့တသနာအရရတကိုခြေရှင်းပေးရပါတယ် ဒီနေ့မှာတော့နဏကားတို့ကိုအစိုးရတဲ့ဝိရူပခနမင်းကြီးဟာတတရထနဂါမင်းကြီးနဲ့တားတော်များအပါဝင်နဂါပရိသတ်နဲ့အတူတရားမင်းထံအခစားဝင်ခဲ့ပါတယ်။အဲ့ဒီအခါနဏကားနဲ့တရားပရိသတ်မှာပြဿနာတစ်ခုပေါ်ခဲ့ပါတယ်။အဲ့ဒီပြဿနာကိုတတနတ်ကားမင်းကဖြေရှင်းပြီးတဲ့အခါမှာအားလုံးကျဉ်းနှက်နှစ်သက်ကြရပါတယ်။အဲ့ဒီအခါမှာတရားမင်းကတတဟာမြကြီးနဲ့တူတယ်၊ကျေပြန့်တဲ့ပညာရှိပေသည်ဟု ချီကျူးကဘူရီတထကိုဘူရီဒတ်ဟူ၍နာမည်ပေးခဲ့ပါသည်။အဲဒီခါမှစပြီးတတနဂါမင်းကိုဘူရီဒတ်ဟူ၍ခေါ်ဝေါ်ကြပါသည်။ဘူရီဒတ်နဂါမင်းဟာတရားမင်းထံမပြတ်ခါစားပါသည်။အဲ့လိုခါစားရတာကနေပြီးတော့တရားမင်းစီစဉ်ကို တောင်းတမိပါတယ်။အဲ့ဒီအတွက်ကြောင့်ငကားဖြစ်တဲ့နတ်ဖြစ်ကိုရလိုတဲ့အတွက်ကြောင့်ခမဲတော်နေတော်တို့ထံခွင့်ပန်းပြီးဥပုပ်တရင်စောက်တည်ပါတယ်။ အတန်ကြာသောဘူရီတန်ဟာနဂါပြည်မှာဥပုပ်ဆောက်တည်ရသည်မှာစိတ်ငြိမ်မှုမရတဲ့အတွက်ကြောင့်လူပြည်ကိုတွားရောက်ဥပုပ်ဆောက်တည်ပါတယ်။ဘာနတိပြည်နီးမှာရှိရယမုန်နာမြေကန်၊ရောင်မင်းကြီးအောက်တောင်ပေါ်မှာနေပြီးဥပုပ်ဆောက်ပါတယ်။နှစ်တန်ကြာမြတ်အနောက်ရက်မရှိဘဲနဲ့ဥပုပ်ဆောက်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့နေတတအမည်ရှိရမုတ်ဆိုးပုံနာတယောက်ဟာတောမတတအမည်ရှိရသားနဲ့အတူတမင်လိုက်ရာကနေပြီးတော့အဲ့ဒီနေရာကို ရောက်လာပါတယ်။ အဲ့နောက်ဗုရိတ္တနဂါမင်းကိုမြင်တွေ့သွားပါတယ်။နဂါမင်းဟာမိမိနေရာ၌ရှိသည်ကို အလိမ်မဲစရာကိုပုံနာသားအဖလမ်းညွန်လေတော့အနောက်ရှက်ဖြစ်တော်မူဆိုပြီးဆင်ခြင်မိပါတယ်။အဲ့ဒီအတွက်ကြောင့်ပုံနာသားအဖကိုနဂါပြည်ကို ခေါ်ဆောင်သွားပြီးနတ်နဲ့တူတဲ့စီစိန်ချံရံကိုပေးထားပါတယ်။မိမိကတော့လူပြည်မှာပဲဥပုသ်ဆောင်ပြီး15ရက်တကြိမ်မေတော်တို့ထံအဖို့မျောလာရောက်ပါတယ်။ ကာလကြာတဲ့အခါမှာပုံနာတာဖာဟာနဂါးပြည်မှာနေရတာကို မပျော်ပိုက်ပဲဖြစ်လာပါတယ်။ဘူရီတက်ကသူတို့ကို လူပြည်ကိုပြန်ပို့ဖို့စီစဉ်ရပါတယ်။ဘူရီတက်နဂါးမင်းကပုံနာတာဖာလူပြည်ကိုပြန်ရောက်ရင်ဆင်းရဲစွာနေရတဲ့အခါမှာအငြိမ်နေကြမှာမဟုတ်ဘူး။မိမိဥပုသ်ဆောင်ရနေရာကိုအလိမ့်မဲ့ဆရာပြတာတော့မယ်ဆိုပြီးစိုးရိမ်မကင်းချင်နေပါတယ်။အဲဒီအတွက်ကြောင့်စမ်းကျဲတဲ့ပြရမများတစ်လုံးကိုပေးပါတယ်။ဒီပြရမများလူရရပြရမများဖြစ်တဲ့ ဒါပေမဲ့ပုံနာကလက်မခံပါဘူး။ယဟန်ပြုလို၍သာမိမိလူပြီးပြန်လို့ခြင်းဖြစ်သည်ဆိုပြီးဗရမ ्या ကိုမြည်ယူပါဘူး။နဂါမင်းကအဆွေပုံနာနောင်တော့အခါဥစ္စာပစ္စည်းကိုအလိုရှိပါကမကြောက်မရွံ့ပါနဲ့။ငါထန်သာခဲ့ပါဟု၍မှာကြပါရယ်။အိမ်နောက်ပုံနာသားဖာကိုလူပြီးကို ပြန်ပို့လိုက်ပါရယ်။အင်ကိုရောက်တဲ့အခါမှာပုံနာသားဖာဟာ ပုံနာမကိုအကြောင်းဆုံးပြောပြပါရယ်။ပုံနာမလည်းဗရမ ्या မြည်ယူခဲ့တဲ့အတွက်ကြောင့်စိတ်ဆိုးပြီး ပုံနာတို့သားဖာကိုအိမ်မှနှင်ချပါတယ်။ပုံနာမုတ်ဆိုးလုံချင်းလှုပ်ကြွေးပါမည်ဟုဆိုကတောင်းပန်ပါတယ်။ရှေ့ကအတိုင်းပဲမုတ်ဆိုးလုံနဲ့အသက်မွေးနေထိုင်ကြပါတယ်။ဒီနေ့မှာတော့အခြားပုံနာတယောက်ဟာကြွေးပူတဲ့အတွက်ကြောင့်တောရဲကို ထွက်လာခဲ့ပါတယ်။သူဟာတောရဲမှာရသေတပားကိုတွေ့ရဝှကြီးဝင့်ငယ်ပြူစု၍နေပါတယ်။ကျေးဇူးလေကျေးဇူးတင်တဲ့အတွက်ကြောင့်ပုံနာကိုငကားနဲ့မွေကိုနိုင်တဲ့မနန်ကို ပေးခဲ့ပါရဲ့ ပုံနာဟာအရင်မနန်ကိုအသုံးပြုပြီးတံမွေးဝမ်းကြောင်းပြုတော့မည်ဟုဆိုကယသိထံကနေပြီးထွက်ခွာလာခဲ့ပါတယ်။လန်ကီမှာမနန်ကိုရွတ်ဆိုလာခဲ့ပါတယ်။အဲဒီချိန်မှာဘူရိတနဂါမင်းရဲ့မီရီယာနဂါမနဲ့အဖော်နဂါမတို့ဟာရမုံနာမြစ်မှာရေကစားနေကြပါတယ်။သူတို့ဟာအတူပါလာတဲ့ဗြဟ္မများမျက်ရှင်ကိုမြက်ကန်းဘေးမှာခိတချထားပြီးရေကစားနေခြင်းဖြစ်ပါတယ်။သူတို့ဟာပုံနာရဲ့မနန်ရွတ်တံကိုကြားရတဲ့အခါမှာ လွန်စွာထိတ်လန့်ကြောင်းရုံချပြီးတော့ပရမမျက်ရှင်ကိုပဲမယူနိုင်ပဲထွက်ပြေးကြပါတယ်။အဲဒီအခါပရမကိုပုံနာကရသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲမိသားတာပုံနာနဲ့သားတို့ဟာအမဲလိုက်ဖို့တော်ရဲကိုထွက်လာကြရမှာပရမရတဲ့ပုံနာနဲ့တွေ့ကြပါတယ်။မိသားတာဟာပရမမျက်ရှင်ကိုတွေ့မြင်သွားပါတယ်။မိမိကိုပူရိတ္တငကားမင်းပေးဘူးပြီးမိမိမယူခဲ့တဲ့ရမ냐မျက်ရှင်ချင်းနေမှန်းသိသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပရမများကိုအထူးလိုချင်တောင်းတရှိနေပါတယ်။အဲဒါကြောင့်ပုံနာကိုဒီပရမများကိုငါတို့အားရွှေချိန်တရားဖြင့်ရောင်းမှဟုဆိုပါတယ်။ဒါပေမဲ့ပုံနာကမရောင်းပါဘူး။အခြားမြည်ပြီးပစ္စည်းနှင်းမြဒီပရမများကိုမရောင်းနိုင်ပါဘူး။သို့တော့ငါအားတကိုးပြင်းထန်တဲ့ငကားကိုပြနိုင်သူရှိရင်တော့ပရမများကိုပေးမည်ဆိုပြီးဆိုပါတယ်။အဲ့ဒီခါနေသားရဟာပရိသတ်ငကားမင်းကိုပြဖို့အတွက်ကြံစီပါတယ်။ တဖြစ်သူတောမတတကမနှစ်သက်ပါဘူးကျေးဇူးရှိရဲ့ဆွေခင်ပွန်းကိုမဖြက်စည်းပါနဲ့ဟုဆိုပြီးတားမြစ်ပါတယ်သို့တော့မိသားရကမလိုက်နာပါဘူးအဲ့ဒီခါမှာတာတောမတတဟာမကောင်းမှုပြုတဲ့သူနဲ့အတူမနေလို့တော့ပါဟုဆိုပြီးထွက်ပြေးသွားပါတယ်ဤမဝင်သားကိုရောက်ရှိသွားပြီးရသေးလုပ်ပြီးနေနေပါတော့တယ်မိသားရလည်းအလိမ်မဲ့ပုံနာကိုဂူရီတက်ငကားမင်းဥပုံဆောင်၍နေသောနေရာကို ခေါ်သွားပါတယ် နဂါမင်းကို တွေ့ရတဲ့အခါမှာမိပါရကအလိမ့်မဲ့ဆရာနဂါမင်းကိုဖမ်းလို့ရော့နဂါငါအာဗရမျာပေးလို့ဟူသည်ဆိုပါတယ်အလိမ့်မဲ့ပုံသားကလည်းမိသားဒလက်ထဲကိုဗရမျာကိုထည့်လိုက်ပါတယ်ရော့ဗရမျာဤအကြောင်းကိုချေပြူပြီးရော့ဗရမျာရော့နဂါဟူ၍ဆိုထုံးပြုကြပါတယ်ဒါပေမဲ့ဗရမျာဟာမိသားဒလက်မှာမတီးပါဘူးလက်မှာလျှော့ကြပြီးရင်ရေကြီးတဲ့ကိုဝင်ပြီးနဂါပြီကိုရောက်သွားပါတယ် ထိုအချိန်မှာပူရိတ္တနဂါမင်းဟာဥပုပ်ဆောက်တီလေးရဲ့ရှိပါတယ်။ပုံနာတို့ရဲ့အပြုမူကို သိပေမဲ့လည်းဥပုပ်ပြက်မယ်ဆိုတဲ့အတွက်ကြောင့်အမျက်ဒေါသကိုထိန်းထားပါတယ်။ငါမျက်ထွင်ဤပုံနာနှစ်ဦးလုံးဒုက္ခရောက်တော့မယ်။ငါရဲ့တီလာလည်းပြက်ချေတော့မယ်ဆိုပြီးသိခံ၍နေပါတယ်။မျက်စိမိတ်လျက်ဦးကောင်းကို အခွေချား၌ထားပြီးငြိမ်သက်စွာအိတ်နေပါတယ်။မိသားရပုံနာဟာငါဟာပရမ ्या ကိုလည်းမရ၊ငကားမင်းကိုလည်းတစ္ဆာဖောက်သူဖြစ်ပြီး ငါသားလည်းထွက်သွားလေပြီအကျိုးသုံးပါဆုံးပြီငါမှားလေပြီဟုဆိုပြီးငိုကြွေးမိတန်းကအိမ်သို့ပြန်သွားပါတော့တယ်အလိမ့်မဲ့ပုံနာဟာမနန်ကိုရွတ်ဆိုပြီးနဂါမင်းကိုဖမ်းပါတယ်နဂါမင်းရဲ့ပါဇက်သေးကိုဆေးသွက်သွင်းပြီးသရွေးထွေးထည့်ပါတယ်အိမ်နောက်နဂါမင်းအားနေတော့အောင်အမိမကိုင်းရက်စောက်ထိုးထားပြီးအစာကိုအန်ထုတ်စေပါတယ်အိမ်နောက်နဂါမင်းရဲ့တကူလုံးကိုခြေဖြင့်နှင်းချပါတယ်။အမိမကိုင်း၍ရိုက်ပါတယ်။ အိမ်နောက်ပချုပ်တွင်းကိုထည့်ထားလိုက်ပါတယ်။နဂါမင်းဟာဆင်းရဲဒုက္ခကိုအံကျိရခံပြီးသီလကိုထိမ့်ပါတယ်။အလိမ်မဲပုံနာဟာနဂါမင်းကိုစောင့်ရက်ရွာစဉ်ရှောက်ပြီးအလိမ်မဲပြပါတယ်။နဂါမင်းကငါသည်အလိမ်မဲခိုင်းတိုင်းပြုလျင်လူအများသဘောကျလိမ့်မည်။လူများသဘောကျရင်အလိမ်မဲငွေများစွာရလိမ့်မည်။ငွေများစွာရရင်ငါ့ကိုလွှတ်လိုက်မည်ဥယေတွေးကအလိမ်မဲပုံနာခိုင်းတဲ့အတိုင်းပြုပါတယ်။ အလိမ်မဲ့ပုံနာဟာနဂါမင်းကိုဖန်ဆင်းကအလိမ်မဲ့ပြားပြီးငွေတထောင်ရရင်တင့်ကိုလွတ်မီဟု၍ခရီးပေးထားပါတယ်။ပထမဆုံးစပြတဲ့ရွာမှာပဲငွေတထောင်ရခဲ့ပါတယ်။ဒါပေမဲ့အလိမ်မဲ့ပုံနာဟာလောဘကိုအတော်မတတ်နိုင်မဲဂတိအိုဖောက်ပြက်လျက်နဂါမင်းကိုမလွတ်ပါဘူးတရွာပြီးတရွာတမျိုးပြီးတမျိုးဆက်လက်ပြပါတယ်နောက်ဆုံးမှာတော့ဘာနတိကိုရောက်လာပြီးဘင်းရှိတော်မှောင်မှာပြတာဖို့အတွက်စီစဉ်ပါတယ် အဲ့ဒီချိန်မှာပူရိသတ်နဂါမင်းရဲ့နေတော့သမှုတစားဟာမကောင်းတဲ့အိမ်မက်ဆိုးကိုညံ့မဲ့ပါတယ်။လူပီကိုသွားပြီးဥပုသ်ဆောင်နေပူရိသတ်အတွက်စိုးရိမ်မိပါတယ်။အခြားသားတော်တွေအဖိုးမျိုးရောက်လာပြီးမယ်လဲပူရိသတ်ရောက်မလာတဲ့ခါမှတိုး၍စိုးရိမ်မိပါတယ်။အဲ့ဒါကြောင့်မလို့ပူရိသတ်ကို လိုက်လံပြီးရှာဖွေစီခဲ့ပါတယ်။သားတော်လည်းသူဘောကဟာပူရိသတ်ကိုဟိမဝင်သားကိုသွား၍ရှာပါတယ်။သားတော်ငယ်ကာနာရိတာက နတ်ပြည်ကိုသွားပြီးရှာပါတယ်။အာတော်ကြီးသူတတနာဟာလူပြည်ကိုသွားပြီးရှာပါတယ်။မိရီတော်ဤသမီးတော်အစမုခိနဂါမင်းသမီးဒီလည်းပဲနောင်တော်သူတတနာနဲ့အတူလိုက်ပါလာပါတယ်။သူတတနာဟာယသိယောင်ဖန်ဆင်းပြီးအစမုခိဟာဖမယောင်ဖန်ဆင်းလျက်သူတတနာရဲ့စံကြက်ကြားကနေလိုက်ခဲ့ပါတယ်။သူတတနာနဲ့အစမုခိတို့ဟာပူရိတ္တဥပုပ်ဆောင်တဲ့နေရာကနေစပြီးခြေရာခံလိုက်ကြပါတယ်။ နောက်ဆုံးမှာတော့အလိမ်မဲ့ပုံနာရဲ့လက်မှာရောက်နေတဲ့ပူရိတက်ကို တွေ့ကြရပါတယ်။အဲ့ဒီချိန်မှာ အလိမ်မဲ့ပုံနာဟာပါရဏသီမင်းရဲ့ရှေ့တော်မှောက်မှာအလိမ်မဲ့ကစားပြရန်ရောက်ရှိနေပါတယ်။ပါရဏသီမင်းကတော့တာဂရပြမတ်တက်ဖြစ်ပါတယ်။ခမဲတော်ရဲ့အရာရာကိုစက်ခံပြီးမင်းပြူနေသူဖြစ်ပါတယ်။သမှုဒဇာရဲ့မောင်ကြီးအရင်မင်းဖြစ်ပါတယ်။ပူရိတက်နဂါမင်းရဲ့ဥရီရောဖြစ်ပါတယ်။ သူဟာတူတော်ပူရိတ်ရဲ့ဖြစ်အင်ကိုလုံးဝမသိရပါဘူး။အလိမ့်မဲ့ပုံနာဟာပူရိတ်နဂါမင်းကို ကပြစီဖို့အတွက်ပချုပ်တွင်းကနေပြီးထွက်စီပါတယ်။ပူရိတ်ဟာပချုပ်တွင်းမှထွက်လာတဲ့အခါမှာရသေးအသွင်ဖြင့်ပြိသက်ထဲတွင်ရောက်နေတဲ့နောင်တော်သူတဒနာကိုမြင်လိုက်ပါတယ်။ဤတွင်မျက်ရည်ကျပြီး နောင်တော်ထံသွားပါတယ်။ပြိသက်လည်းကြောက်လန့်၍နောက်ဆုတ်ထွက်ပြေးကြပါတယ်။သူတဒနာတပါးလည်းကြံရစ်ပါတယ်။ ပူရိတ္တဟာနောင်တော်ရဲ့ခြေဖမိုးကိုဥကောင်းတင်၍ငိုပါれသူဒမနာလည်းငိုပါれအလိမ္မာပုံနာမြင်တဲ့အခါမှာရှင်ရသေးကိုနဂါကပေါက်လိုက်သည်ဟုထင်မှတ်ပါれနဂါစိတ်ကြောင့်စိတ်ကုသပေးမည်ဟုဆိုပါれသူတဒနာကတင့်မွေသည်ငါကိုမကြိုက်ဝင်ငါလောက်စွမ်းသောမွေစရာမရှိဟုဆိုပါれအလိမ္မာပုံနာနဲ့အမျက်ထွက်ကသူတဒနာနဲ့အချင်းများပါれနောက်ဆုံးမှာတော့ပညာချင်းပြန်ကြပါれ အစာမှုခီဖားမကလေးဟာသူတတနာယသိရဲ့စံကြေချားကနေ ခုံစင်းလာပြီးအစိတ်30ကိုအန်ချပါတယ်။ထို့အစိတ်ငွေဟက်မီရဲ့အတွက်ကြောင့်အလိမ်မဲ့ပုံနာဟာတကိုယ်လုံးနှူသွားပါတယ်။သူဟာထိတ်လန့်ကြောင်ယွန်းလာတဲ့အတွက်ကြောင့်ပူရိဒတ်နဂါမင်းကိုလွတ်ပြီးရင်ထွက်ပြေးသွားရပါတယ်။အဲဒီခါမှာပူရိဒတ်သူတတနာနဲ့အစာမှုခီတို့ဟာမိမိတို့ရဲ့အဖြစ်မှန်ကိုဖော်ပြကြပါတယ်။ကာနတိမင်းကြီးလည်းပဲ သူ့ရဲ့တူတော်သူများဖြစ်ကြောင်းသိရှိရတဲ့အခါမှာဝမ်တာဝမ်နဲ့ပြည့်ပြီးမျက်ရည်ကျရှာပါတယ်။ဘူရီတက်တို့ရဲ့အဖိုးဖြစ်တဲ့ဘာနတိမင်းနဲ့သမုဒ္ဒဇာတို့ရဲ့ခမဲတော်ဖြစ်တဲ့ဘာနတိမင်းကြီးဟောင်းဟာတောထွက်၍ရသေးပြူနေပါတယ်။ထိုဘာနတိမင်းကြီးဟောင်းထံသွားရောက်ပြီးကြောကြဖို့အတွက်အချင်းချက်ပြူကြပြီးဘူရီတက်ဟာနဂါးပြည်ကိုပြန်ခဲ့ကြပါတယ်။ဘူရီတက်နဂါးမင်းရောက်လာတဲ့အခါမှာနဂါးပြည်တစ်ပြည်လုံးငိုကြွေးကြပါတယ်။ ဘူရီဒါဟာအလိမ်မဲပုံနာရဲ့ညံပန်းနှိပ်စက်မှုတန်းကြောင့်လွန်စွာပင်ပန်းလွမ်းနေနေပါတယ်။အဲဒီအတွက်ကြောင့်အရာရဲမှာအနာယူပြီးအပန်းဖြေနေပါတယ်။ညီရောကာနာရိတာကိုအဆောင်ထားထားပါတယ်။အဲဒီချိန်မှာဟီမဝင်နာမှာဘူရီဒတ်ကိုရှာဖွေတဲ့သူဘောကနဂါမဲဟာကျေးဇူးတစ္ဆာမဲတဲ့နေတတပုံနာကိုတွေ့တဲ့အတွက်ကြောင့်ဖန်စီပြီးနဂါပြီကိုခေါ်လာခဲ့ပါတယ်။ပူရီဒတ်ရဲ့အိမ်ဆောင်တကားဝါမှာစောင့်ရှောက်ရရဲ့ရှိရဲ့ကာနာရိတာဟာ ရခင်ဘွားကပုံနာဖြစ်ခဲ့ဥပါတယ်။နေတာဒါကို မြင်တဲ့အခါမှာ သူ့ဘောကပုံနာတို့ဟာဂျမမင်းရဲ့သားဖြစ်တယ်။မငင်းစေအပြင်းစေတော့ဂျမမင်းအမျက်ထွက်ပြီးငကားပြည်အလုံးပျက်စီးလက်တန်းပုံနာတို့ဟာမြင့်မြတ်တယ်။ရစ်ပူဇော်ခြင်းကိုပြုတယ်။ရစ်ပူဇော်ခြင်းဟာအကျိုးကျေးဇူးကြီးလာတယ်ဆိုပြီးဆိုပါတယ်။အဲဒီအခါဘူရီတက်ကိုလာရောက်ဖူးမြော်ကြတော့ကြတယ်။ငကားပရိသတ်ကြီးဟာဟုတ်မှန်သည်ဟုထင်မှတ်ကြပါတယ်။ ရစ်ပူဇော်မှုဘက်ကိုစိတ်ညှို့သွားကြပါတယ်။အဲဒီခါမှာပူရိဒတ်နဂါမင်းဟာအနာယူရာကနေထွက်လာပြီးကာနာရိဋ္ဌနဲ့တကွာနဂါပရိသတ်အားရစ်ပူဇော်ခြင်းရဲ့မှားယွင်းမှုကိုရှင်းလင်းဟောပြောပါတယ်။အယူမှန်ကိုရစေပါတယ်။ငေတာရပုံနာအားလည်းနဂါပြည်ကနေနှင်ထုတ်စေခဲ့ပါတယ်။အချင်းချက်ပြူတဲ့နေမှာတော့ဘိုးတော်ရသေးကြီးကို ပူဇော်ကြတော့ဖို့အတွက်ပူရိဒတ်နဂါမင်းကနဂါအပေါင်းချံရန်ပြီးဥဆောင်သွားပါတယ်။ခမဲတော်မဲတော်နဲ့ ညီရောနောင်တော်များလည်းနောက်မှအတူလိုက်ပါကြပါရဲ့ပါဏတိပြေရှင်သာဂရပြမတန်မင်းလည်းစစ်အင်္ဂါ၄ပါးချန်ရန်ပြီးထွက်လာပါရဲ့နောက်ဆုံးမှာဆွေတော်မျိုးတော်တစုဟာဝန်သားကြည်ရှင်စာပြန်လည်တွေ့ဆုံကြပါရဲ့အိမ်နောက်အားလုံးဟာရသေးကြီးကိုရှိခိုးပြီးမိမိတို့ရဲ့နေရင်းဒေသကို ပြန်သွားကြပါရဲ့သမှုတစားမီဒီယာကြီးဟာငကားပြီမှာပဲကွယ်လွန်အနေစာရောက်ပါရဲ့ ပရိသတ်နဂါမင်းဟာအသက်ထက်ဆုံးသတင်းသီလစောက်တီးပြီးတတန်းဆေး၍သေလွန်တဲ့အခါမှာလက်ပြီကိုရောက်ခဲ့ပါတယ်။ဇက်ပေါင်းတဲ့အခါမှာပရိသတ်နဂါမင်းဟာကောရမမြတ်စွာဘုရားတတရထနဂါမင်းဟာသုတ္တောဒနာမင်းကြီးသမုဒ္ဒဇာမီရိယာကြီးဟာမေရောမာယာသောမတတဟာအရှင်အာနန္ဒာအဇာမုခိနဂါမဟာဥပလဝင်သူတတနာဟာအရှင်ပါရိပုတ္တရာသူဘောကဟာအရှင်မောကလန် ကာနာရိတ်တာဟာသူနှက်ခဲနေတာရမုတ်ဆိုးဟာဒီဝရက်အသီးသီးဖြစ်လာကြပါတယ်။ဤပုရိသတ်ဇတ်တော်မှာကောရမဖုရားရှင်ဟာသီလပါရမီ၊ခန္ဒီပါရမီ၊အဋိဌံပါရမီတို့ကိုခြေစည်းခဲ့ပုံကိုသိမြင်နိုင်ပါတယ်ရှင်။